အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်လေးခဏကျွန်တော်တို့ဒီဗီဒီယိုမှာခရစ်ပူဈေးကွက်ပြောင်းလဲဈေးကွက်တရင်အချက်လက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာခရစ်ပူဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လိုပလန်တွေထားရှာမလဲဈေးကွက်ဒါရိုက်ရှင်များဘယ်လိုရှိနေလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တစ်ချက်နားလည်မယ်ပေါ့လက်ရှိကျွန်တော်တို့ဘီဒီစီကာရန့်ပရိုက်ကိုကြ DNVDRH LTC BCH ဒီကွန်ရတော့တက်တက်နေတယ်ဗောဆိုတော့ဈေးကွက်ထဲမှာတချို့ကွန်ရလည်းနည်းနည်း down set မှာရှိလာသလိုတချို့ကွန်ရလည်းဒါတက်နေတယ်ဗောနော်ဒါကတော့ကျွန်တော်ဒါ weekly closing နေတဲ့အတွက်ကြောင့်မလို့ဒါဈေးကွက်ထဲမှာ volume နည်းတဲ့အချက်လည်းဖြစ်မှာဗောဆိုတော့ကျွန်တော်တို့ entry point တွေ target တွေကိုကျွန်တော်ဒါပို့ပြီးနားလည်လို့ရအောင် BTC ဒါ trading view ကိုတစ်ချက်လောက်နားလည်အောင်ဗောနော်လက်ရှိကျွန်တော်ဒီ BTC ရဲ့ power chart ကိုတစ်ချက်လောက်ကြည့်ကြည့်မှဆိုရင်ဒီမှာ form ဖြစ်နေတာကျွန်တော် ascending triangle pattern ဖြစ်တယ်ဗောနော် အစန်းတန်ဖန်ဂယ်ပတန်ဆိုတာကျွန်တော်တို့ဒါဘူလစ်ပတန်တစ်ခုဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကန်နယ်ကလည်း200 EM ရဲ့အထက်မှာရှိရပါတော့ဒါလည်းကျွန်တော်တို့ဈေးကွက်ကိုအပ်တန်ဘက်ကိုပို့ပြီးတော့ represent လုပ်တယ်ပေါ့ဆိုတော့လက်ရှိချိန်မှာဒါ BTC လုံးဝမရှိသေးတဲ့သူတွေနေနဲ့ဆိုရင်ဒါ anti buy အနေနဲ့တသိန်းရနေပြီးတော့တသိန်း2000မှာကိုယ့်ရဲ့ first entry ယူထားလို့ရတယ်ပေါ့နော် small margin low leverage အဲ့ကနေကျွန်တော်ဒါ DC လို့ပို့လိုအပ်လာရင်ကျွန်တော်ဒါ9000 2000အောက်ပေါ့နော်9000 2000အောက်ကိုကျွန်တော်ဒါ6000 8000 8000ဘောနဒီဝင်းကျင်မှာကျွန်တော်ပြန်ပြီးတော့ဒီစီလို့လို့ရတယ်ပေါ့အာဒါကတော့ကျွန်တော် NCA ဖြစ်သွားပြီနော် target တွေအနေနဲ့ပြောရမယ်ဆိုရင်တော့ပထမဆုံးအနေနဲ့ကျွန်တော် target တွေကတော့3000 3000 8000ဖြစ်မယ်ဒါတော့ကျွန်တော် short term target ပေါ့နော်ပြီးရင်တော့ကျွန်တော်ဒါ3000 1000ဘက်ကိုတော့ကျွန်တော်ဒါ bull market အတွက် comment ထားကြတယ် target တွေဖြစ်မှာပေါ့နော်3000 3000 4000ဒီလိုနဲ့ဒါ comment ထားကြတာတော့3000အထက်ကြီးကိုရှိနေပေါ့နော်ဆိုတော့တဖြည်းဖြည်းနဲ့အဲ့ဘက်ကိုကျွန်တော်ပြန်ပြီးတော့ move ဖြစ်ဖို့ရှိလာမယ်ပေါ့ဒါလက်ရှိအနေထားအရကတော့ကျွန်တော်ပြောမှဆိုရင်ဒါဈေးကွက်က bullish कोनो बुलिश मार्केट लो चलो यार वो सो डीसे मा जनो ते सेट है दरी था माल है था बीआरएस मार्केट ले साथ है तो ने बोनो सो डारे उजार चनो रा डेली चाची ने चनो ते से छेन प्या में वो सो डारे लेसी चनो रा बीडीसी ए पुआ वा या चनो तो जी एंट्री पॉइंट पे में चनो तो टारगेट दे पे में वो लेसी चनो रा बीडीसी ए डेली चार्ट गो ते चला ची ची आ में सो ये डेली या चनो तो इन नो डाउनसाइड डोंग आ सो तो ये चनो डा लोअर लो लोअर हाई पैटर्न ले उठ गया रा बोनो लेसी ए प्लान ने मा चनो हार 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 लो पैटर्न ले उठ ला मा फिर है တွေးနေရမှာဖြစ်တယ်ဗောနော်အာဆိုတော့ဒီချိန်မှာကျွန်တော်ခုနပြောထားတဲ့ time entry point တွေ target တွေကတော့အဲ့ပုံစံမျိုးသွားသွားမယ်ဗောနော်ဆိုတော့ daily ကကျွန်တော်နားလည်စရာရှိတာတစ်ချက်ကျွန်တော်လက်ရှိ spot line ကဒါ9000ကနေ9000နဲ့ထောင်ဖြစ်တယ်ဗောနော်အထက်မှာ register အနေနဲ့ပြောမှာဆိုတော့13000 13800ဖြစ်တယ်အောက်မှာကျွန်တော် important spot line အနေနဲ့ပြောမယ်ဆိုရင်တော့9000ကနေ9200ဖြစ်တယ်ဗျာ။ခုနကျွန်တော်ပြောတဲ့ BR market market ကကျွန်တော်ဒါ9000ကနေ9200ကိုကျွန်တော်ဒါ break လုပ်မယ်ဆိုရင်တော့ bear market စတင်မယ်ပေါ့နော်ကျွန်တော်တို့ဟိုဘက်မှာအထက်မှာကျွန်တော် register ဖြစ်တဲ့3900 3800ကိုကျွန်တော်အနေနဲ့ cross လုပ်မယ်ဆိုရင်ဟိုဘက်ကိုကျွန်တော် bull market ဘက်ကို enter ဖြစ်မယ်ပေါ့ဆိုတော့ဒီချိန်မှာဈေးကွက်မှာနည်းနည်းလေးဒါ downside ပြန်ပြီးတော့ရှိလာနိုင်တယ်ပေါ့နော်ကျွန်တော်တို့ဒါ3900 3800ဟိုဘက်ကို move ဖြစ်ခင်မှာဈေးကွက်အနေထားအရဒါအာတသိန်းကနေတသိန်း2000အားတော့ကျွန်တော်ရ percent ဖြစ်မှာပေါ့အဲ့ကနေနည်း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 လေး down set ပြောင်းမှာဆိုရင်ကျွန်တော်က9000 4000 9000ကြီးကိုနည်းနည်းလေးရောက်နိုင်တယ်ပေါ့နော်ဒါအားလည်းကျွန်တော် weekly closing အရကျွန်တော်ဒါ အာ weekly candle ကဘလို့အနေထားအရကျွန်တော်ဒါဖြစ်မယ်လေပေါ့ဒါကိုတစ်ချက်ကြည့်ကြည့်ရမယ်ပေါ့နော်ဆိုတော့ဒါ daily ရရောတရှိဒါကျွန်တော်ဖောက်ပါရရောဇီကွက်ကတော့လက်ရှိတည်းရတော့ apprent မှာရှိနေပေါ့နော်ဆိုတော့ဒီချိန်မှာ apprent မှာရှိနေသေးပြီတော့ကျွန်တော်ဟာဟာဟာလို့ pattern တွေကိုပဲတွေ့ရမှာဖြစ်တယ်ပေါ့နော်အာထပ်ပြီးတော့ကျွန်တော်ဒါရေရှည်ပေါ့နော် long term အတွက်ကိုဒါကြည့်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒါ weekly time frame ကိုတစ်ချက်လောက်ကြည့်ဖို့လိုရတယ်ပေါ့နော်ဆိုတော့ weekly chart ရကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့ ဝီကလီရကြတော့ကျွန်တော်အရင်ကတည်းကဒါအဖန်တက်မှာရှိလာတာကြာပြီပေါ့နော်ဟာဟာဟာလို့ပတိုင်လို့ပဲတွေ့ရမှာဖြစ်တယ်အရင်ဝီကလီရကျွန်တော်ဒါဟာဟိုက်တုံးကလည်းတစ်သိန်းအထက်ကိုကျွန်တော်နည်းနည်းမုတ်ဖြစ်ပြီးတော့မှဒါ down side ကိုပြန်လျောက်လာတဲ့အချိန်မှာတော့ကျွန်တော်က9500အောက်ကိုနည်းနည်းလေးရောက်ခဲ့ပြီးတော့ပြန်ပြီးတော့ဒါဒုက္ခကတည်းကကာဘာဒီပြင်နေလက်ရှိဆိုရင်လည်းပြန်ပြီးတော့တစ်သိန်းအထက်မှာရောက်နေပြီပေါ့နော်ဒါပေမဲ့ခဏိကျွန်တော်ဒါ weekly closing ပြောတဲ့အတိုင်းပေါ့နော်ဒါလက်ရှိဒီမှာဖြစ်နေတဲ့ကျွန်တော်တရား weekly candle ကဘလို့အနေထားအရ closing ယူမှာလဲပေါ့နော် ဘယ်လိုအနေထားနဲ့ပိတ်သွားမလဲဒါကတော့ဒါဈေးကွက်ပုံမှာနည်းနည်းလေးပို့ပြီးတော့ important ရှိရပေါ့အာ तू ကဒါဘယ်လိုခွန်လဲ green candle အနေနဲ့ပိတ်သွားမလားဒါမှမဟုတ်ဒါကျွန်တော်ဒါအာ red candle အနေနဲ့ပိတ်မလားပေါ့နော်ဒါကိုတစ်ချက်လောက်သတိထားဖို့လိုရတယ်ပေါ့ဘာကြောင့်လဲဆိုဒီဒီ weekly closing ကနည်းနည်းလေး important အနေထားမှာရှိရပေါ့ကျွန်တော်ပြောမှဆိုရင် important အနေထားမှာရှိရဆိုတာဒီ weekly closing ကကျွန်တော်ဒါ9000ကနေပြီးတော့9000ဖြစ်နေ9000 4000 9000 5000ထိကိုလည်းရောက်နိုင်တယ်ပေါ့နော်အထက်မှာကျွန်တော်တို့ဒါ green candle အနေနဲ့ပြင်မယ်ဆိုရင်တော့3,000 3,800ကိုကျွန်တော် cross လုပ်ပြီးတော့မှဟိုဘက်ကို move ဖြစ်မယ်ဆိုရင်တော့ဒါ bull market ဘက်ကိုကျွန်တော်ဒါ enter ဖြစ်မယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့လက်ရှိရတော့ကျွန်တော်ဒါ target ကြီးဒါဒါဈေးကွက်ရဲ့ movement တွေပေါ့နော်ပြီးတော့ကျွန်တော်အတွက် entry point တွေကျွန်တော်ဒါကျွန်တော်အမြင်အရတွေးခဲ့တဲ့အားတွေပေါ့နော်ဒါကတော့ကျွန်တော်ရှင်းရှင်းပြပေးသွားရည်ထင်တယ်ပေါ့ဒါအရင်ကတည်းကကျွန်တော်ဗီဒီယို follow လုပ်ပြီးတော့မှာပေါ့ဗျာနော် entry ယူထားတဲ့သူတွေပေါ့ဒါ7000ကနေပြီးတော့7000 2000ပေါ့နော်ဟိုကျွန်တော်7000အောက်ရောက်တော့မှာပေါ့ ပြင်ကျွန်တော်ဒါ900အထက် မှာရှိတော့ဒါအချီယူထားတဲ့သူတွေအနေနဲ့ဆိုရင်တော့ဒါလက်ရှိဆိုရင်ဒါ profit ထက်မှာရှိမယ်သူတို့အနေနဲ့ကျတော့ဒီချိန်မှာ BTC ကိုဖုံးမွန်ဒီမယူတင်တော့ဘူးပေါ့နော်ဒါကိုစီမှာရှိတဲ့ trade ကိုပဲဒါ hold လုပ်ထားပြီးတော့မှဒါ profit တွေကို40% 30%ဒီလိုနဲ့တစ်ဖြည်းဖြည်း book လုပ်သွားလို့ရပြီပေါ့ဆိုတော့ခဏဗီဒီယိုမှာ တော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်